ရရှင်ကိုတော်မြတ်ကြီးစေတော်ကြောင်းတိုက်တော်မှာသတင်းသုံးတော်မူစဉ်ခါကာလတာဝတိမြို့ကိုအစိုးရတာကဘယင်ကောသလဆိုတာပေးတပောင်းသူတော်ကောင်းတို့အလုံးတိကြပေးသားအဲ့ဒီကောသလရှင်မင်းကြီးရဲ့စစ်ပွဲဒီမှာဆင်နွှဲတဲ့အခါအသုံးပြုတဲ့ပါဝေယကလို့အမည်ရတဲ့စစ်စင်ကြီးတကောင်ရှိအဲ့ဒီစစ်စင်ကြီးက စစ်ပွဲပေါင်းများစွာကိုဆင်တွဲပြီးတော့အောင်ပွဲပေါင်းများစွာကိုဘုရင်ကြီးအတွက်သူယူပေးခဲ့တယ်။ဒီလိုနဲ့အနှစ်နှစ်လာလာကာလတွေကြာလာတော့ဆင်ကြီးလည်းအိုမင်းလာတယ်။စစ်ပွဲတွေမှာသူမဆင်နှွှဲနိုင်တော့ဘူး။အဲ့ဒီတော့ဘုရင်မင်းမြတ်ကသူ့ကိုပေးမဲ့ပေးထားတယ်။သွားခြင်းရသွားစားခြင်းရစားဘာမှလည်းမခိုင်းတော့ဘူး။အဲ့ဒါလို့ပေးမဲ့ပေးထားတဲ့ပါဝေယကလို့အမည်ရတဲ့ဆင်ကြီး တနေ့တော့သာဝတိမြို့ရဲ့ရှေ့ဘက်မှာရှိတဲ့ရေကန်ကြီးတကန်တဲကို သူဆင်းပြီးတော့ကြာဆွဲကြာရင်တွေကိုသူတူးပြီးတော့စားလာအဲ့ဒါလို့စားရင်နဲ့ရွှွညွန်နေတဲ့မှာနစ်တာခြေလေးကြောင်းလုံးနစ်ပြီးတော့သူပြန်ပြီးတော့ရုံမထွက်နိုင်ဘူးအဲ့ဒီမှာရွှွန်နေကဘိုက်ထီအောင်နစ်ပြီးတော့သူဒီလိုပဲနေတာအဲ့ဒါကိုဘရင်ရဲ့နားကိုပေါက်ချမ်းတော့ဘရင်ကြီးကဆင်ဦးကြီးကိုအမိန်ပေးတယ် အဲ့ဒီရွှွညွန်နေတဲ့မှာနေနေတဲ့ဆင်းမြောင်ကြီးကိုမင်းရဲ့အစွမ်းနဲ့ကုန်းမော်ကိုရအောင်ထုတ်ဆောင်ကဲတင်ကြီးအဲ့ဒါလို့အမိန်ပေးတော့ဆင်းဦးကြီးကအဲ့ဒီဆင်းကြီးကိုရွှွညွန်နေတဲ့ကနေရုံထွက်နိုင်ဖို့ဘယ်လိုလုပ်မလဲလို့အကြံဉာဏ်ထုတ်တော့ဆင်းဦးကြီးကဉာဏ်ရှိတယ်ဗျာမလုပ်လဲဆိုတော့စစ်သားတွေအများကြီးခေါ်တယ်စစ်စီကြီးတွေကိုတီးတယ် စစ်မောင်းကြီးတွေကိုတဒူဒူထုတယ်အဲ့ဒါလို့စစ်ပွဲအတုတစ်ခုကိုသူကရုပ်ချီးဖန်ဆင်းတယ်အဲ့ဒါလို့စစ်တိုက်တဲ့အတန်တွေစစ်စီတွေစစ်မောင်းတွေရဲ့အတန်တွေကိုကြားတော့တစ်ချိန်လုံးကစစ်ပွဲကိုဆင်နွှဲလာတဲ့ဆင်ကြီးဆိုတော့စစ်သေးစစ်စိတ်တွေတက်ကြွလာပြီးတော့သူ့ရဲ့စိတ်ဓာတ်တွေကရုံးကန်ထွက်ဖို့ဆိုပြီးတော့ခွန်အားတွေအဖြစ်ပြောင်းလဲသွားတာသောတော်တုံးကရုံးမထွက်နိုင်တဲ့ဆင်ကြီးဟာ ယုံကံထွက်မယ်ဆိုတဲ့စိတ်ဓာတ်တွေဘာဖြစ်လာလဲပြင်းထန်လာတာစိတ်ဓာတ်တွေမာကျောလာတာအဲ့ဒီမှာအဲ့ဒီစိတ်ဓာတ်မာကျောမှုကိုအကြောင်းပြုပြီးတော့မခံကျင်စိတ်တွေနဲ့ယုံထွက်လိုက်တာအဲ့ဒီစင်ကြီးဟာရွှွညွနေတဲ့ကနေလွတ်မြောက်ပြီးတော့ကံပေါင်းပေါ်ကိုရောက်သွားတာဘယ်သူမှမမတင်လိုက်ရဘူးသူကသူပဲယုံပြီးတော့ထွက်သွားတာပိဋကရေစိတ်ဓာတ်ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ် အဲ့ဒါလိုစိတ်ဓာတ်ကိုအကြောင်းပြုပြီးတော့ပဂတိရွှွညွနေတဲ့ကနေယုံကံထွက်နေတဲ့ဒီရှင်ကြီးကိုကံမောင်ရိုးဘော်ကနေလူတွေအများကြီးဝိုင်းကြည့်နေတာအဲ့ဒီအများကြီးဝိုင်းကြည့်နေတဲ့လူတွေထဲမှာယဟန်တော်တွေပါတယ်အဲ့ဒီယဟန်တော်ရှင်မြတ်တွေကလည်းအံ့ဩတယ်ခြေသာရွှွညွနေတဲ့မှာလင်းကြီးရဲ့နှစ်နေတဲ့ဒီရှင်ကြီး စိတ်တက်တည်ခိုင်မာလာအောင်သူ့ကိုတွန်းအားပေးလိုက်တာနဲ့ကံမောမောကိုသူယုံထွက်သွားနိုင်တယ်စိတ်တက်ဟာအံ့ဩစရာကောင်းတယ်လို့အဲ့ဒါလို့ရဟန်းတော်တွေကအံ့ဩပြီးတော့ကျောင်းတော်ကိုပြန်ကြွကျောင်းတော်ကိုရောက်ပြီဆိုတော့မြတ်စွာဘုရားကိုအဲ့ဒီအကြောင်းကိုလျှောက်တယ်မြတ်စွာဘုရားတဲ့ယုံမထွက်နိုင်တဲ့ဆင်ကြီးဟာစိတ်ဓာတ်တွေမာကျောလာတာနဲ့ယုံထွက်သွားနိုင်တယ်ဗျာအဲ့ဒါလို့မြတ်စွာဘုရားကိုလျှောက်တော့ မြတ်စွာဘုရားကစစ်သားတို့တဲ့အဲ့ဒီပဂရိရှင်ကြီးဟာပဂရိရွှွညွနေတဲ့ကနေသူ့ကိုယ်သူယုံထွက်နိုင်အောင်ကြိုးစားသလိုသင်ချစ်သားတို့လည်းပဲလောဘဒေါသမောဟတည်းဟူသောကိလေသာရွှွညွနေတဲ့မှာနစ်မြုပ်နေတဲ့သင်ချစ်သားတို့ရဲ့စိတ်ကိုအဲ့ဒီအလိုဆန္ဒတွေမုန်းတီးမှုတွေမကျေနပ်မှုတွေတည်းဟူသောကိလေသာရွှွညွနေတဲ့ကနေလွတ်မြောက်အောင်ကြိုးစားကြရမယ် သင်္ချစ်သားတို့ရဲ့စိတ်ကိုလည်းပဲကိလေသာ ရှွံ့ညွန်နေတဲ့ကနေဆွဲထုတ်ပြီးတော့ကယ်တင်နိုင်ရမယ်လို့မြတ်စွာဘုရားကစကားနောက်မှာတရားပါအောင်ပြောတာပေးတဲ့ဘာနောက်ကိုဘာပါအောင်ပြောတယ်စကားနောက်ကိုတရားပါအောင်ပြောတာရှင်တကောင်ရှွံ့ညွန်နေကနေရုံးထွက်နိုင်တဲ့ကိစ္စဟာထူးဆန်းတဲ့ကိစ္စဟုတ်ရလားမဟုတ်ပါဘူး ရှင်တကောင်ရှင်ညွန်နဲ့ကနေယုံထွက်နိုင်တဲ့ကိစ္စအထူးဆန်းတဲ့ကိစ္စမဟုတ်အဲ့ဒီထူးဆန်းတဲ့ကိစ္စမဟုတ်တာကိုပဲမြတ်စွာဘုရားကဒေသနာတော်ရာမှာအင်မတန်ကျွမ်းကျင်လိမ္မာတာဆိုတော့လေးနဲ့တဲ့တရားစကားဖြစ်အောင်မြတ်စွာဘုရားက ပြောနိုင်တာဟုတ်ရလားပဂရိရှင်ကြီးဟာပဂရိရှင်ညွန်နေတဲ့ကနေယုံထွက်တယ်လို့မျိုးဒကာမပေါင်းသူတော်ကောင်းတို့ဟာလည်းပဲမိမိတို့ရဲ့စိတ်လောဘဒေါသမောဟတွေထဲမှာ ကိလေသာတည်းဟူသောညွန်နေတဲ့မှာနစ်နေတာမရှိဘူးလားရှိတယ်။အဲ့ဒီလောဘဒေါသမောဟတည်းဟူသောရွှွညွန်နေတဲ့မှာနစ်နေတဲ့ဒီစိတ်ကိုတန်ရှင်းစင်ကြယ်ခြင်းတည်းဟူသောကြီးကုန်းထက်ကိုရောက်အောင်ဆဲထုတ်ဖို့မလိုဘူးလားလိုတယ်။ဒါအင်မီတန်လေးနဲ့တဲ့တရားစကားဖြစ်သွားတာနော်။